ကျွန်တော်ရဲ့လက်လေးကိုကိုင်ပြီးတော့ကျွန်တော်ရေမက်ကိုကိုင်ပြီးတော့ဆရာဘီနာမှာအဲ့လိုရတာယူပေးနေတဲ့ပုံလေးရောဟာပြီအဲ့ဒါလေးကျွန်တော်အိမ်ထားတယ်ပေါ့အမြဲတမ်းဆရာဝင်နေရဲ့အစနေရာတော့ဟိုရင်တော့အငါပါဆန်လောက်ပဲရှိတော့တယ်ပေါ့အသက်ရှင်မှုဒါတို့ပြောပြတာပေါ့နော်ဒါ50%ကနေကျွန်တော်ပြန်လွတ်လာခဲ့တယ်ပေါ့ အဲ့တော့ပါအဲ2000ဘယ်လောက်2000အစနဲ့နစနဲ့ဆက်လာပါဆက်လာပါလာပိုင်းအုံငန်းကြီးလေးမှာ24နှစ်4ရက်နှစ်อืมညဟွာဆယ်နာရီခွဲอืมလောကမမီးအကောမမီးရလေပြောပြောကြည့်တော့မှာအဲ့ဒါညဆယ်နာရီခွဲမှာတော်တော့ဟာအင်းယူရင်နဲ့ပေါ့အင်းယူရင်နဲ့ဒီအပေါ်ကနေဆောက်တုံးနဲ့ကြီးပြီးတော့တော်တော့120ထုတ်တာပေါ့อืมအဲ့ဒီညဆယ်ထုတ်တဲ့အချိန်မှာပထမတော့တော်တော်ဒီတိုင်းလေးပဲနေတာပဲ120ထုတ်တဲ့အချိန်မှာဦးနာလာကြအတော့မှာ အခက်ပေါ်ကနေဝစ်ချတဲ့အချိန်ပေါ့อืมဟိုထုတ်လိုက်တော့သိတယ်အဲ့သိရလေဟိုထပ်တန်ကိုကျွန်တော်ကဟိုဟန်မန်းမိနေအများနဲ့ကြားနေအားနေကြတူဆိုတော့ထပ်တန်ဟန်မန်းမိတဲ့အချိန်မှာသူတို့ပတ်တန်ကြားရတယ်ဆိုတော့ကျွန်တော်ဝစ်ချလိုက်ပြီချားတဲ့အချိန်မှာဘာမှဖြစ်သေးဘူးအဲ့လိုပဲသူတို့ထူရင်းထူရင်းတော့အုံးလေးလုံးဖြစ်သွားတယ်အတိုက်ထူလားအတိုက်ထူလားအဲ့လိုပဲအောက်လျှောက်ပဲဒုံဒုံဒုံနဲ့အဲ့လိုအောက်လျှောက်ထူလားအဲထူရင်းထူထူတာပြီးတော့ကျွန်တော်ကဟိုဘယ်ကနေစဖြစ်လဲဆိုတော့ဝင့်နေတာသူကဒီဒီတိုင်းပဲဟိုက ဟောဝင်နေတဲ့ဟာပေါ့ကျွန်တော်တို့အင်းနဲ့တီးပြီးတဲ့အချိန်မှာဝင်နေတဲ့အချိန်မှာဟိုဟာအားထိတာပေါ့။ဟောအဆမန်။အင်းအဆမန်တာပေါ့။ကျွန်တော်တို့ပြည်တဲ့လုံကဒီရေနာလာကြပြီးတော့ကျွန်တော်ရဲ့ဒီအောင်ကနေပြီးတော့ပြန်သွားတာပေါ့။အောင်ကနေဘယ်ဘယ်ဘယ်လိုဘယ်လောက်ထိရောက်ပါ့။အာဒီအောင်ကနေစဝင်တယ်ဆိုဒီ high tech ဝင်သွားတာပေါ့။ဟောသူကဝင်နေရင်တလန်နဲ့ဒီဟိုထိတာဆိုတော့ပါအောင်ကနေဒီလိုထုတ်ချင်းပေါက်ပြီးတော့ဒီလိုဒီလိုဖြတ်ထွက်သွားတာပေါ့။ဟာယိုထုတ်ချင်းပေါက်ပြီးတော့အဲအိုက်ထဲဝင်သွားတယ် ခါယူတွေပါထိသွားသေးတယ်အထိအကုန်ထိပါတယ်ဟုတ်လားအာယူပါထိပါတယ်အဲ့အချိန်ဘလို့ဘလို့ခန်းစားလဲရဘလို့ဘလို့ခန်းစားရလဲဆိုဆိုဝင့်နေတာပေါ့ဟိုဝင့်နေရင်တလန်နဲ့ထိရဆိုတော့ခါကြီးကကြွတ်တော့သွားတယ်อืมဘေးနဲ့လာကြာဆိုဝုန်းဝင်နေဆိုခါကြီးကကြွတ်ပတ်တော့သွားတဲ့အချိန်မှာအာဟိုဘာဖြစ်ဟိုဘလို့ခန်းစားရဆိုဥွားတာပေါ့อืมဟိုခါကြီးကဥထုထွားသွားအာနဲ့ဘေးနဲ့မှာရှိတဲ့လူတွေကိုဟိုဘာဖြစ်ကငါထိသွားပြီပေါ့အာနဲ့ ဲ့ ठी ွားလဲမေးတော့ဘိုက် ठी ွားပြီလို့ပြောလိုက်တာဒီတိုင်းပဲဘိုက်ပဲထင်နေတာဘိုက်ပဲထင်နေတာမဟုတ်ပထမကတော့ဘိုက်ပဲထင်နေပြီးတော့မှအဲ့ဒါနဲ့ကိုကိုဆန်းဆန်းနေတယ်ဘိုက် ठी ကိုအမ်းပွားပြီဒါပေမဲ့အဲ့မှာဘာမတွေ့ဘာမတွေ့တော့သူတို့ပြောတယ်ဟိုဟိုအမ်းဖြူပေါ့ငါဘိုက်မထီပေါ့အဲ့ဒါနဲ့ဘိုက်မထီကျွန်တော်ပြန်ဆန်းဆန်းနေတယ်ဒီဒီလက်ကဒီအောင်နာရောက်သွားတော့အဲ့ဒီကိုထီရဲ့ဒဏ်ရာကိုဘာထီမိတဲ့အချိန်ကအင်းဟာငါပေါင်ထီပါပြီပေါ့အဲ့ဒါနဲ့အဲ့ဒါဘေးနာတဲ့ငယ်ချင်းညာလာပြီးဆွဲတာပေါ့ အဲ့ဆိုပဲပြီးတော့ဟိုကျွန်တော်တို့ကျွန်တော်တကယ်ကြီးတရားသူအဲ့လိုကျွန်တော်ထိတဲ့အချိန်မှာပဲအာဒီသူကကျွန်တော်ဟတ်ထားတာอืมဟတ်နေတဲ့အချိန်မှာလည်းအဲ့လိုဥနေတော့မယ်อืมတညာတဲ့ဟိုအဲ့ဒီကျွန်တော်နေတဲ့တနေရာတဲ့ဟိုစက္ကန့်လောက်ရှိမှာอืมအတော့ထုတာအာပြီးတော့မှအကုန်လုံးပြီးပြီဆိုမှအဲ့ဒါဟိုဟိုကဘုံမိုးပြီးတော့ကျွန်တော်တို့ဟန်ကာတဲ့ရောက်ခေါ်သွားတာပေါ့อืมအဲ့လိုဟန်ကာတဲ့ကိုရောက်တဲ့အချိန်မှာဟိုကဒီလိုဖြစ်နေအငယ်စငယ်ဖြစ်နေပြီ ဟုတ်လားအဲအဲ့ငယ်ပြီးတော့ဒီတော့အဲ့တော့ဆင်းပြီးတော့အာဒီလိုလေးနေတာဒီလိုလေးနေပြီးတော့တို့ကပေါပေါဝင်တေချာပြန်ကြည့်တော့ပေါ့အောင်မအကြီးဖြစ်နေအောင်ထည့်ရယ်ပဲတည်ထားတော့တို့ကအဲ့လိုဟိုဘေးနာငယ်ချင်းတွေရောဆေး EBC လေးပါတဲ့ငယ်ချင်းတွေကျွန်တော်ကိုအောင်ကိုအဒီဒီပါစီးပေးတယ်စီးပေးပြီးတော့ကျွန်တော်ဒီတိုင်းနှာထားတယ်ရေရမ်းစာအဲ့အဲ့အချိန်မှာအဲ့နေငတ်တာအဲ့ရေအရမ်းစာတို့တာရေတောင်းတောက်တယ်ပြီးရဲပြီးရောဟိုစောကြပေါ့ကျွန်တော်ထိတဲ့အချိန်မှာ ချိန်နဲ့ဆာရဒီဆရာတွေတို့ဖုန်းဆက်တာတယ်ပေါ့။အင်းဆရာကြီးဒီမှာတော့ဟိုတယောက်ထိပါပြီဆိုပြီးတော့ဖုန်းဆက်တာတဲ့အချိန်မှာဟိုနိုင်ဘက်တော့ကြာမှထင်တယ်။နိုင်ဘက်တော့ကြာမှထင်တော့ဆရာတို့ကဒီစကန်းနေပြီးတော့ကျွန်တော်တို့ရှေ့တန်းနေရာတွေသူဆိုင်ငယ်နဲ့အာဆင်းလာတယ်။ဆိုင်ငယ်နဲ့ကိုဆင်းလာ။ဆိုင်ငယ်နဲ့ဆင်းလာသူကိုတိုင်းပဲ။အင်းမှုအင်းမှုပါတယ်ပေါ့။ဆင်းမှုပါတဲ့အချိန်မှာတော့အင်းမှုကကျွန်တော်တို့အဒီပါပြီးပြန်ပြီးပြီးတော့အတိတ်ပါတယ်ပြန်လဲပေးပြန်လဲပေးပြီးတော့ဒီဟေးတွေပါပြန်ပြန်သွင်းပေးပေါ့။ဟိုအဲ့ဒီအင်္ဂါထဲမှာဘယ်ဝေးကွက်ကအများကြီးပဲ။ ဒါဒါတော့တို့ပြန်ပြောပြတာပါဗောနော်ကျွန်တော်ကတော့ဟိုက်နေပြီလေသွေးတွေက6တော့တော့မြုပ်တယ်ပြောတယ်ဟိုကျွန်တော်ကဟိုက်နေပြီဒီမလုံးကဟိုအဒီမီယာတော့အဲ့ဒါနဲ့ဒီအန်ဂါတွေကနေပြီးတော့မှတို့ဟိုဟိုကတိတ်အချင်းနေမကောင်းတော့ဆိုတော့အာတစီခေါ်လိုက်တာဗောစကန်ကနေကာတစီခေါ်ကျွန်တော်တို့အဲ့ဖြစ်ချင်တော့အဲ့အချိန်မှာဟိုကျွန်တော်တို့စကန်မှာအာတစီပဲရှိသေးတယ်အားလုံးပေါ်မှာတစီပဲရှိတယ်အကုန်လုံးပေါ်မှာအာတစီပဲရှိသေးတယ်အဲ့အဲ့ကားလေးကိုတစီတစီတို့ခေါ်ပြီးတော့ကျွန်တော်ဟိုစကန်အကောင့်ပြန်တယ်ဗော အကမ်းမှာတော့ဒီအေကမ်းတွေပါရှိတယ်ပေါ့။ဒါနဲ့စေကမ်းဒီဆရာဟိုဆရာဝင်တော့မဟုတ်ဘူးကျွန်တော်တို့မှာဆရာဝင်ခက်ခဲတွေရရှိတော့ဆေးမှုတွေပေါ့။ဆောပိုင်းလဲဆောပိုင်းကလာတယ်နော်။ဆောပိုင်းကလာဆိုဆေးမှုဆေးမှုတွေကကျွန်တော်အဲ့ဒါဟိုဟိုအိုင်ပြီးတယ်ပေါ့နော်။ဆေးမှု dressing dressing ကံပြီးပါညာ။ကျွန်တော်အဲ့အဲ့အချိန်မှာကျတော့အတိမရတော့ဘူး။အော်ဟိုလူပြောကူလူကတော့တတိယသေးတယ်ဥပဒေအရသူတို့ပေးထားတဲ့စီးတွေကြောင့်ရပါကြောင့်သူ ဟိုဟိုဟိုလွင့်နေတဲ့သဘောမျိုးပေါ့အဲ့လိုကိုကလွင့်နေတဲ့သဘောမျိုးပါအဲကျွန်တော်တို့အဲ့တုန်းကဘယ်တော့ခက်ခဲခဲ့လဲဆိုတော့ဒီပေါ့နော်ကျွန်တော်တို့တော့ထိကြချိန်မှာပြီးရှင်တော့အခန်းမှာဆေးကုန်နေတာ။ဩဆေးကုန်နေတဲ့အချိန်ဒီဒီဟိုဟာပေါ့နော်ဧသွင်းတဲ့ဆေးရအဲဆေးဧပလင်းက2 ID ညာ3မိနစ်မှရှိပါလား။ကျွန်တော်ထိက17နာရီ ဒီခွဲလောက်ဆိုကျွန်တော်အခန်းကုန်းကိုရောက်ရောက်ပါတယ်အဲ့ဒါနဲ့အဲ့ဒီညအညာလုံးကျွန်တော်ကိုအဲ့ဒီစကန်းကုန်းပေါ်မှာပဲထားတယ်ထားပြီးတော့သူတို့ဆိုရှာဝင်နေဟိုသူတို့အစေးမှုတွေဟိုကြည်ဤပေးတော့ဗောနော်စီးသွင်းပေးလိုက်ကျွန်တော်လာပြီးတော့ဒီဟိုပြန်လဲအောင်ပြန်လုပ်လိုက်ဗောနော်ဆရာသွဲကုလိုက်ဟိုကဒီဘေးနားမှာအုံလေးရှိသေးတယ်ကျွန်တော်လည်းပြီးမှပြန်တွေ့ရအောင်ဗောနော်ကျွန်တော်ရဲ့လက်လေးကိုကိုင်ပြီးကျွန်တော်ရေမက်ကိုကိုင်ပြီးတော့ဆရာဘေးနားမှာအဲ့လိုရတာယူပေးနေတဲ့ပုံလေးရောအဲ့ဒါလေးကျွန်တော်အိမ်ထားတယ်ဗောအများတန်းကိုထီးနေအချိန်မှာကိုဆရာဟာ ဒီပင်နာမှာရှိနေတာပေါ့အဲ့လိုမျိုးဟိုဒီကအကြောင်းရင်းကတော့ကျွန်တော်အဲ့ချိန်မှာအောင်ထီမန်းကကိုကိုညတိသွားတယ်အောင်ထီရာပဲကိုကိုသိအိလိုက်တယ်အတိတဲ့ချိန်မှာသူတို့အဲ့လိုပေါ့တတိယဟိုဟိုဘာဖြစ်သွားလဲလွင်သွားတဲ့ချိန်မှာကိုကိုအောင်မဲထီရပေါ့ငါတော့ဘာမှမဖြစ်ဘူးပေါ့ပေါင်မဲထီရကိုကိုစိတ်အားတင်းလာတယ်အဲ့ဒါနဲ့အဒီညာကဟိုဆက်ရဏာကြီးတော့ကနေပြီးတော့ဟိုကတော့ငါးနာရီဟိထူဟိုလောက်ထီကိုအဲ့ဒီဟိုစိတ်အေးကမ်းမှာခဏသူတို့စိတ်ကူတယ်ပြီးတော့ငါးနာရီထိုးလောက်လဲကြာတော့ကျွန်တော်အဲ့ဒါသူတို့ ဟိုကအဆင်မပြေတော့ဘူးသူစိတ်မှုတက်တည်ရလေအဒီအဲထက်စောင့်ဝင်သွားတယ်ဆိုတာတည်တယ်အစောင့်ဝင်လာလဲတည်တည်တည်ရောသူတို့အာအဲမပြတာဘောတော့ဒီကျွန်တော်ဒီပေါင်းဝါနေပြီးတော့ဒီသူတို့ဟိုကဖြစ်တော့ပါအောင်တန်ရိုင်းသူအိုက်ထက်ဟိုနိုင်อืมထိုးနိုင်တာဒီတော့ဝင်နေတယ်အော်အော်အဆုံးဝင်နေတယ်အော်အော်အဲ့ဒီဟိုဝန်းစားတွေပါနေပေါ့အဲ့ဒါနဲ့ထိုးနိုင်တယ်အဆုံးဝင်တော့သူတို့တည်ပါပြီဟိုအိုက်ထက်စောင့်ဝင်ပါပြီပေါ့အဲ့ဒါနဲ့ဟိုကတော့9နာရီခွဲလောက်ကြာတော့ကျွန်တော်အဲ့ဒါစေကန်းကို ဟိုအေးယုံပေါ့နော်ဈေးယုံကိုတော့ပြဖို့ကျွန်တော်ခေါ်တယ်အဟောွားတာပေါ့ဒီကတော့ကျွန်တော်တို့အဲ့ကျွန်တော်တို့အဲ့အချိန်မှာပြီးခဲ့တဲ့နှစ်ပြီးခဲ့နှစ်ကတော့မဟုတ်ကျွန်တော်ထိရနှစ်ပိုင်းနေရာဆိုကော့ဂရိတ်ကဟိုဟိုဟိုပိတ်ခံထားတာပေါ့အများနဲ့ပြန်မှာကျွန်တော်တို့နေတဲ့နေရာကိုအကုန်လုံးကနေအဲ့ဒီဆကဆဝိုင်းပြီးတော့ပိတ်ဟိုအပိတ်ခံထားတာအားနဲ့သွားလို့အဆင်မပြေဘူးအားနဲ့သွားလို့အဆင်ပြေပြီးတော့ကျွန်တော်အဲ့ဒါနဲ့ဒီကိုဝရဲဘော်ကြီးစုတယ်အဲ့နေရာ15လောက်ပါမယ်ထင်တယ်အဲ့ဒါနဲ့ဝရဲဘော်ကြီးအကုန်လုံးအန်စီတန်းစီပြီးတော့ကျွန်တော်ဟာဟိုဟာ ဒီဟိုဝါနဝါနဲ့ဟိုဝါနဲ့ဟိုမှာပခတ်ပုံနဲ့အဲပခတ်ပုံနဲ့လုပ်တယ်အခါမှာကျွန်တော်ထည့်ထည့်ပြီးတော့ကျွန်တော်အဲ့ဒါဟန်းဝါတာပေါ့အဲ့ဒီအဲ့ဒီဆေးကန်းဆေးရုံလေးမဟုတ်ဘူးကျွန်တော်ကိုလာခေါ်မဲ့အာနေရာထိအာနေရာထိအာနေရာထိကျွန်တော်ထန်းခေါ်ပါတာအဲ့ဒီအခန့်နဲ့ပဲဟိုထန်းခေါ်တာဒီယိုဒနာဒီလိုမျိုးပုံမှန်ဝါတိုင်းခေါ်တာမဟုတ်ဘူးဒီကျွန်တော်တို့ဟိချောင်းထိုးတဲ့လိုမျိုးတော့ဝါတာအဲ့တော့ဟိုကအကုန်လုံးဟိုပိတ်ထားတာဟိုပိတ်ထားခါကျစစ်ချောင်းထိုးတဲ့လိုတော့ဝါတာ အာကျွန်တော်တို့သွားတာအဲ့နေရမှမဲ့ရဆိုတာငါးနာရီခွဲလောက်ကဆက်သွားတာကျွန်တော်တို့ဟိုကနေရဘူးအဲ့ဒီကားနေရဘူးနော်ကားနေရဘူးဟိုဆယ်နာရီတော့မှရောက်အင်းအဲ့ကြောအဲ့ဒါဟိုအေဘလင်းရလဲအေဘလင်းပဲရှိရတာအော်ကံကောင်းတော့အဲ့လိုအဲ့လိုအေဘလင်းလေးကင်ပြီးတော့ဆရာပေးနှမ်းမှာအဲ့လိုဆရာတောက်ချက်လိုက်တာဆရာလိုက်တာအဲ့အဲ့ဆရာအဲ့ဒီဟိုအားနေရာထိကျွန်တော်ပို့အော်ကိုယ်စက်အဲ့ဒီလိုက်တာအဲ့ ဟိုအားနေရာထိကျွန်တော်ပို့တယ်အဆရာကိုတိုင်းမဲ့ပြီးတော့ရှိရဲဘော်တွေကရှေ့အနေစစ်ကြောင်းထုတ်လို့သွားတာအင်းသွားပြီးတော့ကျွန်တော်အဲ့ဒီဟိုခဲ့တယ်ပို့ဟိုအန်ချားတာတော့ဒီကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲဒီဘောနဆေးရုံကနေပြန်ဆင်းတော့မှပြန်ချားတာခါကြတော့ကျွန်တော်တို့ဟိုစစ်ကြောင်းထုတ်စစ်ကြောင်းသွားတဲ့နေရာမှာစကားစတရာလောက်ရှိတယ်ဟောအိုးဟိုတော့ဟိုကျွန်တော်တို့ဟိုမှာခေါ်တော့ rubber chain ပေါ့ဒါ rubber chain ထဲမှာစကားစတရာလောက်ရှိတယ်ကျွန်တော်တို့ရင်း ပြန်ပေးတာပေါ့နော်ဒီရွာသားတွေကအားတဲ့ဟိုကအကိုတို့စစ်ကြောင်းဟိုဒီနေရာကိုထိုးလာတာပေါ့နော်အဲ့နေရာမှာဟိုစက္ကသတရားတော့နေရာချတာတယ်ပေါ့ဒီကောင်လေးဖြစ်ချင်တော့ကျွန်တော်တို့စစ်ကြောင်းထိုးတာကိုတွေ့ပြီးတော့ပြန်ဆုတ်သွားတာတော်သေးတော့ဟဲ့သူတို့အဟိုဟိုဟိုကဖြစ်တာသူတို့ကတေချာပြန်ပြောပြတာပေါ့နော်အရာနီးပါးလောက်ရှိတယ်ရှိတာကိုကျွန်တော်တို့စစ်ကြောင်းထိုးထိုးလာတော့သူတို့အဲ့လိုပြန်ဆုတ်သွားတာပေါ့သူတို့ဟိုကချက်ပြန်ဆုတ်သွားတော့ကျွန်တော်ဟိုဟိုအားစီကိုပို့တာပေါ့လိုက်ပြီးတော့อืมအားစီကိုပို့တဲ့အချိန်မှာတော့ဆရာကတော့ဟို ဘတ်ချမ်းကြတော့အဆင်ပြေတော့လေအဆင်ပြေဆရာကတော့ချမ်းခဲ့တယ်ပြီးတော့ဟိုကုတ်ရဲဘော်တွေနဲ့အဲ့လိုဆေးမှုတွေနဲ့အာကျွန်တော်ဆေးရုံတော့သွားခဲ့တယ်ပေါ့ဆေးရုံသွားတဲ့အချိန်မှာကျွန်တော်ဟိုအဓိကကတော့သူကဘိုက်ထဲဝင်လာကြတော့သူကဟိုတီးတော့ကျွန်တော်ဆေးအေးရုံမှာဆေးရုံမှာ၃လေးရုံတော့ရှိပါအခေါ်ရတာပေါ့ဆေးရုံတိရုံတိအဝေးပဲအဝေးဟိုဒီအဲ့တဲ့အစပဲနေရာမှာရှိတယ်အမှန်တရားရိုက်ဖို့တို့အဆင်ပြေမဲ့နေရာလိုက်ရှာတာတိတိဟိုဘာဖြစ်လဲဟောတက်တာတို့ နဲ့နဲ့လောက်ကျွန်တော်တို့အစားစီးတယ်ဆိုပါဆိုကျွန်တော်တို့ပတ်စိတ်ခန်းနဲ့ဝင်တာ6နိုင်ခွဲမှာဝင်တာဟောဒါဆိုရင်တရက်တရက်ခွဲလောက်ကကျွန်တော်ဒီကျွန်တော်ဈေးကိုမရောက်သေးဘူးဈေးကိုခံနေရတာအာအာဈေးကိုမရောက်သေးဘူးအာဈေးကိုခံနေရအားစီးတဲ့အချိန်မှာကျတော့ဒီအဲ့တဲ့အစားဝင်တဲ့ခါကျတော့ကျွန်တော်ကအလက်စီးနေရတာဟုတ်อืมအားလန်းနေရလဲတည့်ရတိုင်းပဲလေဂျုံဂျုံဂျုံဆိုတော့အားတစ်ခါခုံလဲကျွန်တော်ကတစ်ခါအော်တာအာအာအာနဲ့အော်တာအားတစ်ခါခုံလဲတည့်ပါအဲ့တဲ့အစား လာပြီးတော့ခုဆိုင်နေပြီလေဆိုင်နေထိုးနေတာပေါ့ထိုးနေတော့ကျွန်တော်អော်ដែរဒါပေမဲ့ခုကိုတော့ဟိုအဲ့ထက်ကိုမကိုမတည်သေးဘူးဒီတန်ရာကြောက်မှာပေါင်မဲပေါင်မဲထင်နေတယ်ဒီပေါင်မဲငါထင်တယ်ပေါင်မဲအအောင်မဲထီတယ်ပေါ့အားနဲ့ဟိုကျွန်တော်အဲ့နေရာခွဲစိတ်ခံနေဝင်နေဝင်တော့6နိုင်ခွဲလောက်ဝင်ပြီးတော့ည7နိုင်လောက်တော့ကျွန်တော်ပြန်အန်တရီရလာကျွန်တော်ဘက်စိတ်ပေးတာသူကဟိုကကြာတယ်4နိုင်လောက်ကြာတယ်ကျွန်တော်တိရောက်သေးဟိုဝေဘလင်းလဲတော်သွင်းရတယ်4ဘလင်းလောက်သွင်းရတယ် အဲ့ဒီလေလေဒီမနောက်တင်ပြီးတော့ခွဲစိတ်တာတော့သူတို့အဆင်ပြေသွားတယ်ပေါ့အဆင်ပြေသွားတယ်ဆိုမဲ့ဒီဟိုက်ကတော့ခွဲလိုက်ကြတယ်ပေါ့အဲ့ဒီကအစတွေဝင်သွားတော့ဒီကျွန်တော်တို့အဲ့ဒီကဥဥဥဂွေတွေပါဖြတ်ထုတ်ပလိုက်ကဟောဖြတ်ရတယ်ဥဖြတ်ရသေးရောတော်တော်ဆူဆူတော်တော်များများပြဖြတ်ပလိုက်ကြတယ်ပေါ့ပြီးတော့ဒီအောင်ထိုင်ရအောင်လဲသူတို့အဒီစီတိုင်းအဒီရလာတော့အဲ့လက်လေးအဲ့လက်လေးကိုကိုပြန်ကြည့်တော့ကိုကိုပြန်ငိုကြည့်တာအဲ့မှာအလာစတိုင်တွေ့တယ်အဲ့ ဟိုကဖြစ်သွားကြောင်ရသည်လားအဲဘေးနာဆင်းမှုမီးလားဒါဖြစ်တာလေပေါ့ဟာဖိုက်ကအဲခွဲထားတာလေးတဲ့အောင်ထရလေးတို့အဲမဟုတ်တဲ့ဟာအဲ့ထက်စောင့်ဝင်လာတာတဲ့အဲ့နဲ့ဟောအေးပေါ့အဲ့ဒါနဲ့ကိုကဒီဒီတိုင်းလေးပဲဟိုအကားတော့အဲ့တော့ကောင်းကောင်းဟိုပြောနိုင်သေးဘူးလေ ID ဆိုတာအများကြီးပဲ inner account တွေရော facet တွေရောဒီ ID မှာအများကြီးလေးချောင်းတော့ရှိမယ်အဲ့ကတင်ပေါ်လေးမှာပဲအတိုင်းနေတာอืมအဲ့ နေပြီးတော့ပထမတစ်ရက်ကရေရမ်းစာတာဟောကိုကဟိုဒဏ်ရာလက်ထိထားတဲ့ချိန်ပြီးတော့ဖိုက်ခွဲထားတဲ့ချိန်မှာအဲ့လက်ခွဲထားတော့ဆရာဝင်ရေမတိုက်ဘူးရေမတိုက်ဆေးပဲသွင်းတာတဲ့ဒီနော်ဆရာကျွန်တော်ရေစာတယ်အာနေပါအောင်ဘာမှဖြူဘူးနော်ဒီမှာဆေးသွင်းပေးထားတယ်နော်ရေတက်တွေသွင်းပေးထားတယ်နော်အာဒီအရင်ဒီပြင်ခေါက်ပြန်ပြောဆရာကျွန်တော်ရေစာတယ်ဆိုတာအာနေပါအောင်ဆိုအဲ့နဲ့ကျွန်တော်ရေမတောက်ကလေးရက်လောက်ကြာတယ်အဲ့ဒီဆေးရုံမှာဟိုရေရေရမ်းစာတော့လေးဒီနှခမ်းလေးဆို6 6ပြီးတော့ ွဲတာအဲ့ဒါနဲ့ဟိုဟာငားရဲမြောက်နေ့နေ့တော့ရေအဆင်ပြေပြီးတဲ့ဟိုဟာဆတိုက်တော့ဗောနော်ဒါနဲ့စုံစုံဘုန်းတော်ကျွန်တော်ဆာအတိုက်တာဇုံဇုံနဲ့တိုက်တာအနာယူဆုံးလို့ဆုံးအင်းအင်းအဲ့ဒါအဲ့လိုအနာယူဆုံးဘုန်းတော်ကျမ်းနဲ့ဆာတိုက်အဲ့ဒါပထမတရက်ပေါ့ဒုတိယတရက်ကျတော့အင်းရန်တောက်လို့အဆင်ပြေပြီပေါ့အင်းအင်းအဲ့တောက်လို့အဆင်ပြေပြီအဲ့အဲ့အချိန်မှာဒီဆေးရုံမှာလည်းကောင်းကောင်းမကုန်မနေရအောင် ။အော်။အဲ့ဒါလေးအများအများနဲ့လာရလေ။အော်။190လည်းအများထုတ်တဲ့နေရာဆိုတော့အာအာနဲ့ဒီအခြားနေရာလေးအခုကိုကျွန်တော်ခဏရွှေ့ထားတာပေါ့။အော်။ခဏရွှေ့ထားတဲ့အချိန်မှာဟိုအဆင်ပြေတယ်ပေါ့နော်ဒီဟိုင်းတောက်လေးနဲ့ပဲဖြည်းဖြည်းခူးချဲလေးနဲ့ပဲဖြည်းအဲ့လိုရှောက်သွားတာပေါ့ရွာတယ်ဟုတ်။အော်။အဲ့ဒီဟိုင်းတောက်လေးနဲ့အဲ့ရှောက်သွားတာ။အဲ့တော့ဒီအောင်ယိုးအော်ရိုးကျွားတဲ့ခါကျတော့လူကတောက်တစ်ဖက်ကကောင်းကောင်းပြန်မထောင်းနိုင်ဘူး။တစ်ဖက်ထဲနဲ့ပဲအဲ့လိုရှောက်သွားတာပေါ့။ပြီးတော့ဒီ hike ကလည်း ဝဲထားတဲ့အခါကျတော့ဟိုက်ခွဲတာဒီခွဲပြီးတိတန်တယ်မဟုတ်ဘူးဒီဟိုက်ခွဲတဲ့ရပြီဟပ်ပတ်မှာဒီပချမ်းအာဒီတိုင်းဒီဟထားရမှရှိသေးတယ်။ဩဒီဒီလိုခွဲလိုက်တယ်ပြီးတော့ဒီဒီပချမ်းကိုဟထားတယ်။ဟထားတော့အဲ့လိုကြိုးရင်းနေပဲ။အာရှောက်သွားတာ။အာပြီးတော့ဆဲလောက်ကြာမယ်ထင်တယ်ဆဲလောက်ကြာတော့ကျွန်တော်ချုံရိုးဖြီချုံရိုးဖြီပြီးတော့အဲ့ဟိုအေးရုံမှနေတော့အဆင်မပြေဘူးပေါ့။ အဆင်ပြေဆိုတော့ကျွန်တော်ဒီအာပြုအခွဲလေးပေါ့အခွဲလေးနေရအောင်ကျွန်တော်ခဏပူထားတယ်တပတ်တစ်ခါလောက်ဟိုသိခဏပြပေါ့ဟိုအဓိကပြောချင်တာကတော့ဒီဟိုဟိုဘာလဲအသက်ရှင်ရင်ခဲရတာဟိုအဓိကပြောချင်တာကျွန်တော် စားထီးရဲ့အချိန်မှာဒီ190စားထီးရဲ့အချိန်မှာကိုယ့်ကိုအာသိလဲဆိုတော့အောက်မဲထီတာမဘာမှမဖြစ်ဘူးอืมอืมအောက်မဲထီရဆိုရင်ဟာပဲကိုယ်ကောင်တော့ဝင်သွားတာอืมပတ်စိတ်ခန်းကနေပြန်နုလာတဲ့အချိန်ထိ အခုဟိုပေါ်တော့ပေါ်ဝဲထိရဆိုတော့ပေါ်ဝဲထိရဆိုတော့ပေါ်ဝဲထိရဆိုတော့ရရလေငါပန်းအဖြစ်ကိုပေါ်ဝဲထိရ AC ပဲပြန်ကောင်းရမှာဆိုရအာအတွေးမျိုးပေါ့ဒါပေမဲ့တကယ်တမ်းထိထားတော့ပြင်းပြင်းထန်ထန်ထိထားဦးတွေပါဖြတ်လိုက်ရတာနော်ဦးတွေပါဖြတ်လိုက်ကတကယ်တမ်းဟိုဆရာပွင့်နေရဲ့အဆင်းနေရတော့ဟိုရနော်အငါပါဆန်လောက်ပဲရှိတော့တယ်ပေါ့အသက်ရှင်မှုဒါသူတို့ပြောပြတာပေါ့နော်ဒါ if 3%ကနေကျွန်တော်ပြန်လွတ်လာခဲ့တယ်ပေါ့ဆရာဝန်တွေအဲ့ဒီစေကမ်းမှာကျွန်တော်ရဲ့အာဒီဟိုပုံလေးတွေရှိတော့မယ်

6လပေါ့နော်အနည်းဆုံး6လတက်အနှစ်လောက်နေမှာဒီအုံမဲ့လူလူမျိုးတက်ဒါကောင်းကောင်း6နိုင်မယ်ပေါ့အဲဆိုအောင်ယူကတော့အဓိကပြဿနာပေါ့နော်ဟိုအောင်ယူကတို့ဒီတိုင်းပဲအဒီယိုတွေပါတော့ပြတ်ပြတ်ထမပြေဘူးတက်လူငယ်ဆိုတော့ပြန်ပြီးတော့ဖွင့်ဝင်ပြိုးလာနိုင်ငယ်ရှိရှိတယ်ဆိုတော့တို့ဒီရဲရဲထားလိုက်တာပေါ့အဲအဲ့အချိန်မှာဒီအောင်တန်ရာအောင်နေဟောင်းလောက်ပေါ့ကြီးဖြစ်နေတော့မယ်လေဒီဒီဟိုက်ကဟိုဝင်နေနေရဟောင်းလောက်ပေါ့ကြီးဖြစ်နေတဲ့အချိန်ပေါ့ အမှကျွန်တော်နေနေနဲ့ဒီအလားလောက်ပဲကြာမယ်တူတယ်လားလောက်ပဲကြာမယ်အချိန်မှာကျွန်တော်ညခေါင်းသွားပြီဟွန်း6လောက်ခံခံတဲ့အချိန်မှာအဲသူတို့6လောက်ခံမှန်းထားတဲ့အချိန်မှာကျွန်တော်ကအလားလောက်နဲ့ကြီးအိုင်းတော့ကိုဟိုဖယ်ပလိုက်ဒီတိုင်းပဲလျှောက်သွားနေတာအဲပြီးတဲ့ပြီးအိုင်းဒီယာဟိုကောင်းတာဟိုဘုံတုံးလေးလောက်ပြန်ကောင်းသွားပြီကောင်းသွားဆိုအောက်ကြနေဆိုရင်ကျွန်တော်ကစေးစေးဘက်ဟောပြရတယ်ဟောပြတဲ့အချိန်ကျတော့စေးရုံကိုဒီဒီတိုင်းဝင်သွားတာဒီတိုင်းပဲ ိုင်းတော့မောင်းဝင်သွားတာဝင်သွားတဲ့အချိန်မှာဆရာဝင်တွေကဟာတဲ့ပြန်ကောင်းသွားပြီလားပေါ့နော်ဟုတ်ဆရာတို့ပြန်ကောင်းသွားပြီဟာမင်းတကယ်ကောင်းမဲ့ကွာတိတာသူတို့သူတို့ကိုယ်တိုင်ဟောလောက်လောက်ခံမန်းထားတယ်ဟာခံမန်းထားတာလေကျွန်တော်တလောက်နဲ့ပြန်ကောင်းသွားဆိုတော့အဲ့လေအာတို့တော့အဟောအဲ့အော်ရီမင်းပြန်ကောင်းသွားပြီဆိုရင်လည်းလည်းတော့ဆောင်းအောင်နဲ့လည်းတော့ဆောင်းဒီအောင်ကအပေါက်ရယ်ဒီရင်းနာအပေါက်ရယ်ပြတ်ချုပ်ကမှာอืมတ်ချုပ်ကအဓိကဝက်စိတ်ခံပြန်ဝင်ရမှာပေါ့တခါပြန်ဝင်ရတော့အဲ့လောက်ခွဲလောက်ကြာတယ်ပေါ့စုစုပေါင်း ဟိုအဲ့ဒီဆေးပြတာပေါ့ဆေးပြအလာခွဲတော့ကြာတဲ့အချိန်မှာဟာဒီဝီရအချိန်ခွဲဆုံမှုပြန်လှုပ်တယ်ပေါ့အဲ့ဒီပြန်လှုပ်တဲ့အချိန်မှာဟိုဟိုအလုခခံနေလဲဆိုတော့သူဟိုအစာပြန်ဖြတ်ပြန်ဟောခုနှစ်ရက်လောက်ကြာတော့အစာဟိုဒီဟိုဟာပေါ့နော်ပြန်လှုပ်ခံနေအစာကိုပြန်ဖြတ်တာပြန်ဖြတ်တဲ့အချိန်မှာအမှားတော့ခါခံခံရပြန်တာအစာတော့အဆင်ပြေနေပြီသူကပြန်ကောင်းသွားပြီဒါပေမဲ့ခွဲဆုံကပြန် ရန်ဝင်ရမယ်ဆိုလဲဆိုတော့လက်ထက်လိုက်ကအစအင်းအင်းအဲနိုပဲတောက်ကအနေတိုင်းဝမ်းညာပဲနိုခုနှစ်ရက်လောက်ကြာမှာအင်းအင်းဟာနဲ့ဟိုရခွဲပြီးတော့ရခွဲပြီးတော့ဒီအကုန်လုံးပြန်ကောင်းသွားပြီကောအကုန်လုံးပြန်ကောင်းသွားတဲ့အချိန်မှာကျွန်တော်ဟိုဟွာဘောရည်ကြတခုပေါ့နော်အင်းအင်းအဲစိတ်ခံရနေပြီးတော့ကျွန်တော်ရထွက်လာပြီးတော့ဒီဟိုဟွာဘောနော်ကျွန်တော်အေးချိန်မှာနေတခြားနေရာကိုပြောင်းမှာပြောင်းမှာဟန်လေးနေနဲ့ ဟိုတို့ Luna တဲ့တဲ့ဘန်းလေးရင်အဲ့ဒါဟိုဒီကျွန်တော်တို့ဒီ hashtag ကပေါ့နော် AJ ဆိုလဲအေမှုတရားရဲ့အခြားရေပေါ့တရားကျွန်တော်တဲတာอืมကျွန်တော်တဲအဲ့ဒီအချိန်မှာအပေါ်တက်ကလာတို့အရင်အိမ်နေဆိုတော့ဒီဒီလိုတက်တက်ကလာအဲ့အဲတကယ်တမ်းဒီဒီလိုအပေါ်ဒီလိုတက်မဲ့ဆိုရင်လူကိုခေါင်းအပေါ်မှာထားအဲ့အဲခေါင်းကိုကျွန်တော်ချင်းရထားတာသိလားကျွန်တော်အဲ့အချိန်မှာလေသိလားဟောဘယ်လိုပြောတော့သိလားဆဲတာဆဲတာတရားနေဘလို့တဲ့ ဆက်ရတယ်လားအော်အေးအပြီးတော့မှသိတာကျွန်တော်တစ်ခါပြန်ချချပြီးတော့တစ်ခါပြန်တင်အဲ့အဲ့လိုမျိုးအဲ့တော့တော်ဆိုးတာသိတာအာဂျဲဆိုတာလေအဲ तू ကဟိုဒီကျွန်တော်တို့ဒီတက်ဖွဲ့ကနေလူနာဆောင်အနေနဲ့ကျွန်တော်ထည့်ပြလိုက်တာခါကြရင်လေအမေစားကြင်ကြရင်လေမရှိဘူးအဲခေါ်ရပြီအာဂျဲပြရွာလေပါဂျဲပါဂျဲဆိုမရှိဘူးအဲခုနတော့နေအဲအဲဆောင်းနေဘာညာတော့ပြောနေတယ်ကူကဒီဆယ်နာရီအမေဆရာဆားတော့ပြောနေအဲ့နောက်မှတစ်ခါစားရတဲ့အချိန်ရှိတယ်သူနဲ့ကလည်းဒီကို ဟိုဘာဖြစ်လဲနင့်နာခံတာဘောကိုရဲဘော်ချင်းချင်းဆိုတော့ तू ကအောင်းမိခဲ့ရတယ်တော်တော်ရှိရေပေါ့။အော်။ तू ကအဓိကကတော့ဒီဟိုရဲဘော်ထိပြီမဲ့။ तू तू ကဗေးနာလိုက်လိုက်ပြီးတော့ဆောင်းလျှောက်ပေးတာကျွန်တော်။ကျွန်တော်ဆောင်းလျှောက်ဆောင်းဆောင်းလျှောက်ပေးတာ။ကျွန်တော်လုံးဝပြုစုပေးတာ။ကျွန်တော်ကပြုစုပေးတာ။ဒီဟိုကအစအကုန်လုံးအဝေးစားလဲတာတဲ့ဟိုကသူ့ဟိုကရေချိုးတာအစစီးတရာအစအကုန်လုံးကျွန်တော်ဆောင်းလျှောက်ပေးတာပေါ့။အဲအဲ့လိုမျိုး။ဒါမဲ့ तू ကတော့ဒါမှတရားပေါ့။ဟုတ်ကဲ့။အတရားငွေချင်းကောင်းပေါ့အဓိကကတော့။အော်အော်။ သူဆိုအခုငငယ်လေးပဲရှိသေးတယ်လေ20ကျော်ကျော်လေးပဲရှိသေးတယ်ဟုတ်လားကျွန်တော်ကတော့သူတက်ပူကြီးအောင်ပဲအဲ့လိုမျိုးဒါပေမဲ့သူကျွန်တော်ကငငယ်လေးပဲရှိပါသေးတယ်ဒါပေမဲ့သူကျွန်တော်ကတော့သူတက်ပူကြီးတယ်အေးအေးအေးအဲ့သူကျွန်တော်ကိုအောက်ရောက်ပေးတာအဲ့တုန်းကသူသိရမှာကိုယ့်ရဲ့ဟိုဘယ်လိုပြောလဲညီကိုလေးလိုပဲသိရတယ်ဟိုကညီကိုဟိုကိုဟိုထက်တော့မပူပြီးတော့အောက်ရောက်ပေးသေးတယ်သူဟိုလုပ်ပေးတဲ့ပုံစံပေါ့ဒါဟိုရဲဘော်အချင်းချင်းဟိုကဟိုကဖြစ်ကြတာပေါ့ဘီယူနာထားကြတာပေါ့ကျွန်တော်ဒီဒေါ်လာကြီးထဲမှာဟုတ် ဟိုကဖြစ်တော့တယ်လိုအပ်တာပေါ့အဓိကဟုတ်ပါလိုအပ်တာပေါ့နော်အဓိကဒါနဲ့ဟိုဟာလေးသိချင်တယ်ဟာလားအဲ့လိုဖြစ်သွားတယ်ကွာဖြစ်သွားတော့တော်များများဒီလောက် GD ပြပြထက်ထန်ဖြစ်သွားပြီဆိုရင်စိတ်လျှော့လိုက်ကြဟိုတချို့တွေ့ရတယ်လေအချို့လူငယ်လည်းတွေ့ရတယ်ဘာလို့လဲဆိုတော့ဒီခါကြီးကြုံခဲ့ရပြီဆိုတဲ့အချိန်မှာနောက်တစ်ခါဓာမျိုးထပ်ကြုံအောင်မကြောက်ကြကြောက်တော့ကြောက်ကြောက်တယ်ဘာလို့လဲဆိုတော့ဟာလုံးဝတေးလူနီးပါးกว่าဖြစ်တာဟုတ်ပြီးတော့ဟာဆိုပူဆိုးရွာစကားရခိုင်လုံးမရှိဒါမဲ့ပြန်လာနိုင်တယ်ဗောနော်ပြန်လာနိုင်တာတော့မှပဲ ဒါမေးကြည့်ရအောင်နော်ဖယ်လို့မေးကြည့်ရချိန်မှာဟာဒါမနေတားထားရတာပေါ့နော်ရှေ့တန်းပဲလိုက်ပဲပြတ်တိုက်မယ်ဆိုပြီးတော့ပြောလို့မနေရုံးမှထားထားရဆိုပြီးတော့ပြောတာပေါ့နော်အဲ့ဒါရောတကယ်အမှန်ပဲအဲ့ဒါကအဲ့ဒါလည်းဘယ်လိုဆလဲဆိုတော့ခုနကအကြောင်းပြန်သွားမယ်ပေါ့နော်ခုနကကျွန်တော်ဟိုဟွာတွေကပြန်ထွက်လာတဲ့အချိန်မှာခွဲဝက်စိတ်ခံတွေကပြန်ထွက်လာပြီတရက်နှစ်ရက်တော့ကျတော့ဆရာကျွန်တော်ဟုတ်ဆက်တယ်ဟုတ်ဆက်ပြီးတော့အာဟိုလိုလဲပေါ့နော်အချိန်လေးကောင်းလာဆိုတော့ဟုတ်ဆရာကောင်းတယ်လို့အာကောင်းတယ်ပြီးတော့အားလုံးမှလည်းဟိုလေဆရာကျွန်တော် ညလာမလေးတို့အဲ့ဒီချိန်တည်းကအဲ့ဒီအဲ့ဒီဆေးရုံမှာအရင်ရှိနေတဲ့ချိန်ဆေးရုံမှာပဲရှိသေးတယ်ဆေးရုံမှာပဲရှိသေးတယ်ဒီဟိုရိုးတန်းလိုင်းနဲ့ဖုံးပြောတဲ့ဟိုဆရာဆရာကိုကြည့်ပြီးဆေးမုန်းလေးဆရာကြောက်ပြညလာမလေးတို့ဟောအေးအေးတဲ့အဲ့အဲ့အဲ့ဒီချိန်တည်းကပေါ့နော်ကျွန်တော်တို့အားနဲ့ဒီဆေးရုံကပြန်လာပြီးတော့ကျွန်တော်ဘက်ကမ်းမှာခဏလောက်တော့ဝါနားလိုက်တယ်အလားလောက်တော့ဝါနားလိုက်တယ်လောလူကတော့ကတော့ကောင်းကောင်းသိအစီအပြေလေးကိုလေးတိုင်းချောင်းနေတဲ့ချင်းတို့အားလားပဲလားကြော်ကြော်လောက်ကြာတော့ကျွန်တော် ပြောင်းဝင်လာတယ်။ဟောတော့ပြောင်းဝင်လာတယ်။ပြောင်းလာတဲ့အချိန်မှာလူဟောင်းကတိတ်တိတ်လေးပဲရှိတော့တယ်။ပိန်လေးပဲ။ပထမတော့လည်းဟိုအနန်းကာလာဆိုတော့လူဟောင်းကြီးပေါ့။တလားတိတ်တိတ်လေးပဲရှိတော့တယ်။အဲဒီကားလေးကရေချိုးတော့အဆင်မပြေဘူးလေ။တော့အောင်ပေါ်မှာနေရဆိုတော့ရေချိုးတဲ့ခါကျတော့အောင်အဆင်ချိုးရတာဟုတ်ပါ့။အောင်လည်းတော့နေမှာတစ်ခါရေချိုးသုံးနောက်နေမှာတစ်ခါရေချိုးဆိုတော့အမှားပဲဟိုကဖြစ်တယ်။ပထမကတော့ဖြားတာပေါ့နော်။ဖြားရင်ဖြားနေအပူတက်တာ။ ပူတက်တာကိုကိုကရေပုံမဲ့ကိုမချိုးပြစ်တော့လေဟုတ်ကဲ့ဒီကအများကြီးပေါ့ကိုကဒီဒီတန်ရာနဲ့ပြန်လာခဲ့ရတဲ့လူဆိုတော့ဒါပဲလုံးဝစိတ်မလျှော့ဘူးမလျှော့ပါဘူးအဲ့အဲ့အဲ့ချိန်မှာတည်းကပထမတော့ကျွန်တော်အဲ့စိတ်ကလေးမှထားတော့ဆရာကကျွန်တော်ပြန်ကောင်းရင်ရှေ့ပြန်ထွက်မှာနော်အဲ့တော့ချက်ပါဘူးအေးဆရာကကျွန်တော်ကျွန်တော်ရှေ့ပြန်သွားမှာနော်အေးအဲ့သူတို့ တော်တို့အနတိပိုင်ဆမ်းတယ်လေဆမ်းရင်အာဆရာပေးဟိုဆမ်းမယ်နော်ဆမ်းမယ်อืมပြတယ်ဘောင်းဘောင်းဘောင်းပြအဲ့အဲ့အဲ့ချင်း heat up ရောအဲ့လည်းကြာလည်းကြာရောကျွန်တော်ရုံးဖွယ်ကအောက်ထည့်လိုက်ပေါ့ကျွန်တော်တော့ရုံးဖွယ်ကအောက်ထည့်လိုက်အော်လို့ဒါဒါတော့လိုအပ်ချက်ရှိလို့ပဲနေပါဘာလို့ငါ့ကိုပြီးရင်တော့ပြန်လှုပ်မှာပါလို့အဲအဲတန်လာတဲ့အချိန်ကအခုချိန်ဒီပဲပြန်မလွတ်တော့ဘူးဆရာကျွန်တော်ဟုတ်ဒါညီလေးတို့လို့ဒါ ဒီကိတန်ရအနာတရဖြစ်ပြီးတော့မှပြန်ပြီးတော့လုံးဝစိတ်မလျှော့ဘဲနဲ့ပေါ့နော်ပြန်ပါဝင်တဲ့လူငယ်တွေဒီမှာအများကြီးတွေ့ရတယ်အများတော့အများကြီးပဲနော်ဟိုတလောကညီလေးတယောက်ဆိုလဲကိုလိုပြူးသွားတယ်လေဘိုက်ခွဲထားရဟုတ်တယ်ဟုတ်တယ်အပကြီးလာမှန်တယ်ပေါ့နော်ပြီးတော့ဒီခေါင်းထီထားတဲ့ညီလေးတွေလည်းအများကြီးပဲနော်အဲဒါချိုးဖွဲ့ဆိုရင်အများကြီးပဲဒါလုံးဝစိတ်တက်မကြောက်ဘူးဒီကိတန်ရဖြစ်တယ်သက်ပေးနီးခဲ့တယ်ဒါပေမဲ့ပြန်ကျုံးတယ်ပြန်လုံးတယ်လူလူငယ်တွေကဒီလိုတက်ဖွဲ့တွေမှာအများကြီးရှိတယ်ပေါ့နော် ဟိုဒီလိုလူငယ်တွေပို့ပြီးတော့ပြည့်ပြည့်စုံစုံနဲ့တိုက်ပွဲဝင်နိုင်နေဆိုရင်တော့ပိုကောင်းတာပေါ့နော်ခုနဆိုဒါမထီတဲ့နဲ့ချုပ်ဖွဲ့ရေဆိုရင်ဒါជីကာမရှိလို့ထိသွားတယ်ជីကာအဟုတ်မရှိဘူးជីကာထုတ်တော့ဟုတ်တယ်တက်ပြီးသွားတယ်ဒါဒါအဓိကတော့ကျွန်တော်တက်ဖွဲ့မှာလိုအပ်တာပေါ့နော်အဓိကခြေထဲမှာခြေစမ်းခြေစမ်းအဓိကလိုအပ်တယ်အဲဘာပဲမဲ့ဒီជីជីကာជីကာအထုတ်တွေလိုအပ်တယ်ပေါ့ဟုတ်ပါဘူးအဲ့ဒါဆိုတော့ခြေစမ်းကရချာလို့အဆင်ပြေသေးတယ်လေလူသက်တွေကပြန်ချာလို့အဆင်မပြေဘူးအဲကျွန်တော်တို့ concrete မှာနေတုန်းကကျွန်တော်တို့ ကျွန်တော်တို့ရဲ့ဟိုဟာတယောက်ဆိုရင်ရဲဘော်တယောက်ဆိုရင်အာသူဟိုဟိုဟိုလောက်လေးပဲရှိအစားလေးอ่ะอืมသေးမှုံမှုံလေးဟာမဲ့ဘယ်နာဝင်มาလဲဆိုတော့ဒီပဲချင်နှလုံးတက်တက်ဝင်มาတယ်ဟုတ်သေးလေးပဲဒါမဲ့အဲ့ဒါဆိုကြီးကားသာရှိရင်เนาะအဲအဲ့အချိန်မှာကျွန်တော်တို့ဟိုစဉ်းစားရပြီပေါ့เนาะကျွန်တော်တို့မှာကြီးကားသာရှိခဲ့ရင်ဒီရဲဘော်ကြာမှာမဟုတ်ဘူးပေါ့အဲအဲရဲဘော်ကကျွန်တော်တို့ justice ဆိုကြရဲ့ပထမဆုံးကြာတဲ့သူပဲဟုတ်လားနမေရမနမေရဟိုဘဲကျော်လို့ခေါ်တယ် ဩသူကပထမဆုံးကြားလို့တေးသေးလေးပဲတေးသေးလေးရနေအဲ့ဒီဒီဒီနေ့နောက်နေ့ဝင်သွားတာသူကဝင်လို့ဝင်မှတော့သူမှမသိဘူးစမ်းလို့မရသူဝေးမထွက်ဘူးအကောင်လုံးချွတ်ကြည့်တော့မှအပေါက်တေးသေးလေးသွားတွေ့တယ်နှလုံးတက်တက်ကိုဟောဆိုင်တာပေါ့နော်အဲကျွန်တော်အဲ့အဲ့အချိန်မှာစားပြီးတော့ជីကားတွေကိုဟိုဖြည်းဖြည်းရေးစည်းပေးတယ်ပေါ့ကိုရဲဘော်တွေအဓိကတော့ကိုကိုရဲဘော်တွေအတန်းဟုတ်ရှောင်းရမှာတောက်တယ်ပေါ့နော်ကိုကြီးကိုလိုပဲဖြစ်နေပြီအကုန်လုံးကကိုရဲဘော်လိုပြောပြမယ်ကိုကြီးကိုလိုဖြစ်နေကို ဘုန်းကြီးကိုတွေကဒီသားစုတွေနော်ဒီသားစုတွေဖြစ်နေရှေ့တန်းမှာဟိုအီဇမ်မှန်ပြီးတေတာအေတာဖြစ်တာသေးရလေဟာမို့တဲ့ဟာလေးတခုအခုကအောင်မှန်သွားတဲ့ကောင်းမှန်ပြီးကြနောက်ဆုံးသွားတဲ့ရေဘော်တွေလည်းရှိတယ်ကျွန်တော်တို့မှာဒီနောက်ကျွားဝင်သွားတဲ့ရေဘော်တွေလည်းကြာသွားရေဘော်တွေရှိတယ်ငါးယောက်ရှိပြီပေါ့ကျွန်တော်ဆက်စိုးကြမှာအာအကောင်လုံးအကောင်လုံးပေါင်းဆိုရင်ပေါ့နော် ဒါဒဏ်ရာထိခိုက်နေရရတယ်ဆိုရင်မပါသေးဘူးပေါ့နော်။မပါသေးဘူး။ကြောက်နေသူကြီးပဲ။ဒါပြီးတော့ကြာတိုက်ပွဲလည်းအခုချိန်ထိဒါတောက်လျှောက်တိုက်နေရတော့မယ်။ဒါအောင်စရာဆိုရင်အခုအင်အားတွေထပ်တိုးပြီးတော့ဒါဆက်ပြီးတော့တိုးလာရှိတယ်။အဲ့တော့လည်းဒီကနေပြီးတော့ပြန်သွားတိုက်နေရတဲ့ဖွဲ့လည်းနေစင်းနေများရှိတယ်ပေါ့နော်။အဲ့တော့ဒါကြောင့်မိတ်ဆက်ပေးချင်တာအခုကမိတ်ဆက်ပေးမှာ။ဘာဖြစ်လို့လဲဆိုတော့ဒါဒီညီလေးဟာလာပေါ့နော်။ဟာလာဟာလာကဒါ Jesse ဆိုကြောက်ဒါ page မှာသူက admin နေနဲ့လည်းကိုင်းနေ။ပြီးတော့သူ့ကိုကျွန်တော် interview ကိုစူးစမ်းလာကြာပြီ။ဒါကျွန်တော်လာတဲ့အခေါက်တိုင်းမှာသူကဗက်ပြေးနေတာ။ အပြင်းတွေကသူ့ view ဒါပေမဲ့သူ့ရဲ့ဖြစ်စဉ်ကြီးကဒါသူပြောပြတာလားဒါအချင်းလုံးအချင်းလေးပဲရှိသေးတယ်ဗောနော်သူ့အကြောင်းကိုဒါဒါအခြားသူတွေပြောပြတဲ့အချိန်မှာကျွန်တော်စသိန်းအောင်ထားတယ်ဗောနော်လုံးဝသူဒီယုံဖွဲ့မှာမနေချင်ဘူးသူတော့တိုက်မယ်ဆိုတာကြီးပဲလူကြီးလိုက်တော့ဒီလိုပုံစံဒီလိုပုံစံဗောနော်ဒါပေမဲ့လေသူ့ရဲ့စိတ်ဓာတ်တွေကိုကျွန်တော်လေးစားတာဗောနော်အဓိကအဲ့လိုမျိုးလူငယ်တွေကျွန်တော်ဒီတပ်ဖွဲ့တွေမှာအများကြီးရှိတယ်ကျွန်တော်ဒါဒေတာနေရာနဲ့ဒေတာအစုံမှာအကုန်လုံးရှိတယ်ဗောနော်အဲ့အိုက်တပ်ဖွဲ့တွေကပြည့်ပြည့်စုံစုံနဲ့ဆိုတာတိုက်ပွဲဝင်ရမယ်ဆိုရင်ဒီလိုစိတ်ဓာတ်ကြီးတွေနဲ့ပြမနိုင်စရာအကြောင်းကိုမရှိဘူး ဘကကောင်တွေကဘာမှဒါဟိုစိတ်တဲ့အရေးချင်းဘာညာမရှိတော့ဘူးဗျာအဲ့ကြဒီတက်ဖွဲ့တွေဒါပြည့်ပြည့်စုံစုံနဲ့တိုက်ပွဲဝင်ရမယ်ဆိုရင်ကျွန်တော်အောင်ပွဲတွေအများကြီးရတာပေါ့အခုဆိုဆုံးရှုံးသွားတဲ့သူတွေကလုံးဝမဖြစ်တဲ့ဒါဆုံးရှုံးမှုတွေပေါ့နော်ဒါမပြည့်စုံတဲ့ဟာတွေကြောင့်မလို့ဆုံးရှုံးသွားတဲ့ဒါအသက်တွေအများကြီးရှိတယ်ပေါ့နော်အဲ့ကြဘာဖြစ်ဖြစ်ဒါကြောင့်ဒီလိုမျိုးညီတွေအတွက်ကိုပို့ပြီးတော့ပြည့်စုံစေခြင်းနဲ့ပို့ပြီးတော့တိုက်ပွဲဝင်တဲ့အခါမှာရဲရင်ရင်းနဲ့ပေါ့နော်လုံးလုံးကြုံကြုံနဲ့တိုက်ပွဲဝင်စေခြင်းနဲ့အထိကိုက်ရှိရဲဆိုတော့လက်ခံတယ်ဒါပေမဲ့လည်း ဒီထက်ပိုပြီးပြည့်စုံတယ်ဆိုရင်အထီးကိုက်တွေနှင်းမယ်အောင်မြင်မှုတွေပိုရမယ်ပေါ့နော်အဲ့တော့ဒါကတော့ကျောင်းကြီးလေးဟာရာဖြစ်ပါတယ်ပေါ့နော်ဟာရာကိုဒါ interview ခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်တယ်ပေါ့နော်ကျေးဇူးတင်တယ်ဒါအခုလိုပြောတော့ဒါမင်းတဲကိုဆွဲခေါ်ပြီးတော့ interview ရလို့ဒါတော်တော်လေးပြင်းမှန်းပါတယ်ပေါ့နော်ပြီးရင် तू ကပြောကျွန်တော်မပြောတတ်ဘူးတဲ့ဒါပေမဲ့ပြောတာပြောတာကျွန်တော်ပြောခွင့်မရဘူးလိုပဲဖြစ်ဖြစ်ဒါကြည့်ရှုပေးကြတယ်မိမပြည့်သွေးလည်းတခုခုရလိုက်မယ်လို့မျှော်လင့်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်